အားလုံးသိတဲ့အတိုင်းပဲစစ်ဘောမှစစ်ခွေးတောက်တိုင်းလော်ဘီတွေထဲမှာတော့ချိုးကတော့တကယ်ကိုပဲသူစောတိရဲ့အနေထားကိုပြောင်းသွားကြဖြစ်ပါတယ်။ဒါလည်းတော်လိုင်းကြီးတတိအနေနဲ့ပြင်ရမယ်စီးရင်ကိုပို့ပြီးတော့သူစရာကြည့်ကြလုပ်လို့ရတဲ့အနေထားတစ်ခုရောက်သွားတာပါပဲ။ဂျိုဒနန်လော်ဘီတယောက်အနေနဲ့နေတဲ့အချိန်မှာတော့ဒါပီူတယောက်အစင်မရှိပါတဲ့။ဒါကိုကြိုက်တာကိုရေးချေခွင့်ရှိပြီးကိုဆုံးဖြတ်တာကိုကိုပြောပိုင်ခွင့်ရှိတာကတော့ဒါဒီမိုစီနီးရပဲ။ပြောက်နှစ်တောင်းပေးပြီးတော့ပြည်သူပြည်သူချင်းတိုက်ခိုက်နေတဲ့အနေအထားတစ်ခုကို ကဲကိုပဲအသက်သွင်းနေတာတွေ့ရပါတယ်နိုင်ငံအတွက်အချမ်းပဲလက်နက်ကိုင်တောင်းကျန်းသူတို့ဘုံတွေဒီ PDF တွေကိုတွန်းလန့်တော်လန့်ဖို့အတွက်မင်းတို့ဒီဝိဆောင်ဝင်လာတော့အကူကဟုတ်တယ်အဲ့တော့အကူမေးနေတာတခုရှိတယ် ဒီဝိဇ္ဇုံကိုဘာလို့ဝယ်ထားလဲဒီဝိဇ္ဇုံကိုဘာလို့ဝယ်ထားလဲဒါနဲ့ပြောရှော့ဒီဝိဇ္ဇုံကိုဘာလို့ဝယ်ထားလဲဒါနဲ့ပြောရှော့ဟုတ်ပြီဒီဝိဇ္ဇုံဝယ်ပြီးရင်ကိုချိုးစည်းွားရှာဖို့ဆိုတာမင်းတို့စိတ်ထဲမှာရှိလားရှိပါဘူးโอเคအားရအောင်လို့ဒီဝိဇ္ဇုံဝယ်တဲ့လူတိုင်းဟာအနေစုံတယ်ဒါပေမဲ့ရွှေစုံတဲ့ရပ်ပါဘာကဲကာကြုံကြီးဆိုဘုံဝင်ပေါ့ဗျာသူစောဒီကောင်းဆောင်ကြီးပေါ့ဒီကောင်းဆောင်ကြီးလုံနေကြတဲ့တင်ကန်းချုံအယောင်ဆောင်ပုဂတုံးတို့ဝါသဝတို့ပြင်အခုဆိုရင်တော့သဘောဟိန်းတို့လည်း ခုဆိုရင်တော့ပြူစောထီရဲ့ခေါင်းဆောင်နေရာတွေကိုရောက်လာပါပြီ။အဖြစ်စလောက်ပတ်စံလေးနဲ့ပြည်သူပြည်သူယွန်းကိုတိုက်ပေးနေတဲ့ဒီကကျင်းရမယ်ကောင်းနေမှာပါလာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လိုင်းတတရားရောဒီကောင်းတွေကိုဘယ်လိုမျိုးတန်စင်နေနဲ့ဤနေထားလဲဆိုတာကိုယူလေးမှာပြည့်မှာဖြစ်ပါတယ်။ယူလေးအားလုံးပဲနောက်ပတ်မှာတော့ဒီညရဲ့နောက်ဆုံးရရှိတဲ့ဒရင်ချိုကိုပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်လုံးဝရှိပေးဖို့ဒီနေရာကနေပြီးတော့အမှန်တောင်းဆိုလိုက်ပါတယ်။ စကားစမအလာတနေနေတက်မှာထချွာချအာနာကမြောက်ကရတန်၄၀ပေါ်တဲ့ပပကမဆလာနာဝတနီးတွေနဲ့တချောပြနာအဖအိမ်မှာမကောင်းတဲ့ထတာပပီဒီရက်ကွက်တွေလာမလာမေးပါအိုပဲကောင်းတဲ့ရဲ့လက်လုံးပါအုံးတနေ့ကြီးတကားကလေးတာတို့ဆွဲထောင်းနေလက်ပဲရုပ်ဆွတ်လုံးလက်ပြီးပရာတပ်မနိုင်မတိုင်းရဲ့နာရီကိုပပီတော့ပွဲတိုက်ရစခြေတန်းလိုက်ရောက်ကြမတာနောက်တန်းကမေးမမဲလိုက်ခဲရ ပုတ်ပေါ်ဟုတ်ရောတဲတဲ့အာမီတဲ့ယောက်ျားပါတဲ့ချစ်ပေါက်ကတော့အောင်ဖို့နောက်ပေါက်ကသူတွေပေါက်ချတော့တဲ့ကြောက်တဲ့ကြောက်ဘူးကပါလဲရုံကျဲတော့တောက်တာရှာစမ်းဝစ်စုံတော့လေညတဲ့ပေးမယ်မင်းတို့လည်းကြောက်ရတာချက်မိဘကဘွေးလာတာကြည်သာတိရကခွေးတာသာကိုသားကြည့်မသွေးနာရှာအင်းအရှိတာကပေးရတာပပပီယာပေးလာတဲ့မြတ်ကလေးဒါနီအာမြအပြေပါတာဒီကွန်မောနာရွှေလာမမိုင်းဆွေးကြည့်လာလားအေးပါကွာဘိုးဘွေတဲ့ကြောက်တဲ့ပြန်မဲတော့ပြင်းနေကောင်းတယ်လားကောင်းတယ်ကြီးပဲတဲ့ပြဖို့ကွာ မတင်တဲ့ဟောင်းလိုက်တော့ဒီပါရီအောင်းနေလားကျောင်းနေကြတဲ့လောင်းနေသွားတယ်တောက်တာနေတော့ဘာမှပြန်ဟာတော့တောက်လိုက်တာကျွန်တော်မြင်နေသူအချင်းပေါင်းလုံနေတာကြီးကကွနဘာလဲဆိုတော့ငပိတွေလည်းထည့်တယ်ငေဥသီးတွေလည်းထည့်တယ်ပစုံချောက်တွေလည်းထည့်တယ်နောက်ဘာမှမသိတဲ့အနစ်တွေလည်းထည့်တယ်အကုန်လောပြီးနေတယ်နေပြီးတော့မှအဲ့ဒါဘူးတဲ့လူထည့်တယ်ဝိုင်းချုံမလားဝိုင်းချုံမအကျော်တိုင်းသွားစစ်လေး FD နောက်ရန်ကုန်မြို့ထဲမှာပေါ်လို့ရိုက်နေအောင်ရောင်းနေတဲ့လမ်းဘေးမှာကျုံစလို့ရောင်းနေရတယ်ခဏ FD ဝင်စစ်တင်တယ် FD အနေနဲ့ ဒီပတိမာတယောက်တည်းဟုတ်ပဲရွေးစင်နေမယ်အစားကျန်တဲ့ဟာတွေလည်းဖြစ်နိုင်အကုန်လိုက်စစ်တင်တယ်ဒီကောင်နဲ့တနက်တွေကင်လာတာဟုတ်အဲ့အဲ့လိုနဲ့နေတာပေါ့နေပြီးတော့အဲ့မှာသူကကျွန်တော်တို့ကဒီရောက်30လောက်ဆိုတော့ရိတ်ခါကြီးပဲဝဲရတာပေါ့လေအဲ့မှာအဲ့ရဲ့နောက်တူဒီစကန်းတော့ကိုရိတ်ခါကြီးတင်နေတဲ့တွေကျွန်တော်အဲ့မှာဒိုင်နာကိုကားကြီးမျိုးနဲ့အဲ့ယူထုတ်တွေထန်းတင်ကြအောင်ထန်းတင်ကြတော့ကျွန်တော်တို့ကဝိုင်းတင်ပေါ့အဲ့ချိန်မှာဒီကောင်နဲ့လည်းအထုတ်တွေထန်းတင်ဟာအဲ့တော့ကိုကလည်းနေတော့တင်ဒီကောင်နေအာညာဒီထန်းတင်တယ်ဆိုတော့ တခုတော့တခုပဲခုနပြောလို့ငါထင်တယ်လို့ငါတို့ထင်တယ်လို့မဟုတ်တော့တော့ဘူးဒီကောင်လေးရတဲ့မှာဘယ် home လဲတော်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနဲ့ပဲကိုကြက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ Video Revolution လို့သွားပြီးကြမှာတော့ယနေ့ Master 26ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့ နောက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကောင်းဆုံးအနေနဲ့ကတော့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ကရင်မျိုးသားစီယုံ KNU ကော်တူလေးအုပ်ချုပ်ရေးနယ်မြေအန်အန်ခရိုင်လိုင်းဝဲမြို့နယ်အတွင်းမှာ36နှစ်ကြာဝင်ရောက်တက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ Clery တက်စကန်ကိုတင်ပိုက်လိုက်ပြီး KNU ကထုတ်ပြန်ခဲ့တာတော့အားလုံးသိပြီးဖြစ်မှာပါ။ကရင်မျိုးသားလက်လက်တမျိုး KNL တက်မဟာခွန်တက်မဟာလုံခြုံရေးစီကြောင်းတက်မရင်19တက်ရင်21တက်ရင်နင်းနဲ့ တရင်နေလေးတို့ကမတ်စ25ရက်နေ့မှာပူပေါင်းသိမ့်ပိုက်ခဲ့တာဖြစ်တယ်လို့လဲမတ်စ26ရက်နေ့ဒီနေ့မှာပုံပြန်ချက်မှာပါရှိပါတယ်အဲ့ဒီတက်စကန်ဟာ1989ခုနှစ်စက်တင်ဘာ22ရက်မှာတိုင်းမြန်မာနယ်စပ်ဒေသထိန်းချုပ်ရေးဆိုတဲ့ရွေချက်နဲ့တိစောက်ခဲ့တဲ့စကန်တခုဖြစ်ပါတယ်အဲ့ဒီစကန်တိစောက်ခဲ့တဲ့အချိန်ကစပြီးဒေသခံပြည်သူလူထုတွေအနေနဲ့လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်လုပ်ကိုင်းတောက်တော့ခွင့်ကန့်သက်ခံခဲ့ရတယ်လို့လဲပုံပြန်ချက်မှာပါရှိပါတယ်အခုတော့ဒီပိုင်းသိမ့်ပိုက်လိုက်ပြီလို့လဲပုံပြန်ကြေညာထားပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ ပြန်လေထိန်းချုပ်ထားတဲ့နောင်ချိုကိုပြန်ရာရေးအတွက်စစ်ကောင်စီတပ်တွေကအလုံးရင်းအင်အားသုံးပြီးအပြင်းထန်ထိုးစစ်ဆင်နေတာကြောင့်တောင်ခမ်းဤတပိုက်ကရွာတွေမှာတဆွဲထားတဲ့နေရာချို့ကိုလက်လွတ်လပ်ရတယ်လို့တီအန်လေသတင်းမြစ်ကလည်းထုတ်ပြန်လိုက်ပါတယ်။မြောက်တပ်တွေသိမ်းသွားနိုင်တာကတော်တော်လေးဒုက္ခများတယ်။လက်ရှိစစ်ကောင်စီရဲ့ထိုးစစ်ကြောင့်နောက်ထပ်နေရာတွေထပ်ပြီးလက်လွတ်ရမယ်ဆိုရင်နောင်ချိုမှာတကြွပြန်တိုက်ပွဲကြီးဖြစ်လာနိုင်ပါတယ်လို့လည်းတီအန်လေကထုတ်ပေါ်ပြောကြားထားပါတယ်။အားလုံးသိတဲ့အတိုင်းပဲတီအန်လေဆိုတာကတော့တစ်ချိန်လုံးကတော့ ဘဲဖွဲ့စည်းနေမဆိုအမြဲတမ်းညံဖြစ်နေတဲ့ဖွဲ့စည်းသူဖြစ်ပါတယ်။ဒါပေမဲ့ပြည်သူများနှစ်ကုန်စစ်စင်ရေးစတင်ပြီးတဲ့အချိန်မှာတော့ပြည်သူတွေရဲ့အချစ်တော်ဖြစ်လာခဲ့ပြီးတော့ပြည်သူလူထုရဲ့ထောက်ခံမှုကိုရရှိသလို PDF လူငယ်တွေရဲ့ပူးပေါင်းပါဝင်တိုက်ခိုက်ပေးတဲ့အတွက်နေရာတစ်ခုကိုအခိုင်အမာရရှိဖို့အတွက်စတင်လာတဲ့အနေထားလည်းဖြစ်ပါတယ်။ဒါပေမဲ့စတင်လာတဲ့အချိန်မှာပဲ PNLA သူ့ရဲ့သဘောဆန္ဒအရဖြစ်စေနောက်ကတရုတ်ရဲ့ဖိအားကြောင့်ဖြစ်စေ နေသားတွေကပွဲပြားလာပြီးတော့တိုင်ပွင့်ရပြီဆိုတဲ့အနေသားတစ်ခုနဲ့ဆက်ဆံမှုတွေပြောင်းလဲလာတာလည်းအားလုံးသိရှိမှာဖြစ်ပါတယ်။သူ့ရဲ့ဘီယာကြောင့်ဖြစ်စေသူတို့ရဲ့အနေသားကြောင့်ဖြစ်စေအနေသားတစ်ခုခုကြောင့်ဒီတွေကလူငယ်တွေကသူတို့တွေနဲ့လမ်းခွဲပြီးတော့အောက်ပိုင်းတွေကိုပြန်ဆင်းလာတော့အားလုံးသိမှာဖြစ်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းကပြန်လာတဲ့တော်လိုင်းရေးတပ်ပီတွေရဲ့လူငယ်တွေကအခုဆိုရင်တော့စကိုင်းတိုင်းတွေကိုဝင်ရောက်လင်းရလဲနေစင်နဲ့အမျှလူစုမှုတွေကြောင့်မြင်တွေ့နေရပါတယ်။အရှိချိန်မှာတော့ PNL နေနဲ့တော်တော်လေးဥမာဘေးကျန်နေတဲ့အနေသားတစ်ခုကိုပြန်လဲရောက်ရှိလာအနေသားပါ။ အေဂျင့်နန်ဂျက်ဆိုတာကတော့တင်ပိုက်ထားတဲ့နေမြေတွေကိုပြန်လဲကာကွယ်ဖို့အတွက်တကယ်ကိုပဲသူတို့စွမ်းဆောင်နိုင်မလားတော်လိုင်း PDF လူငယ်တွေမရှိဘဲနဲ့တကယ်ပဲအလုပ်ဖြစ်မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမယ့်အနေဒါဖြစ်ပါတယ်။ TNA အနေနဲ့ကတော့ PDF တွေကိုဖန်ဆီးခဲ့တဲ့အနေထားရှိခဲ့တာကြောင့်အခုချိန်မှာဆိုရင်တော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်မမှာနေထိုင်ကြတဲ့ပြည်သူတရေလုံးရဲ့လူငယ်မှုကိုတော့အဓိကခံရရတဲ့အနေထားတစ်ခုတော့ရှိပါတယ်။ဒါတွေကိုတော်လောနိုင်ပြီးတော့ပြည်သူတွေရဲ့အခြေတော်ပြန်ဖြစ်လာနိုင်မလားဒါမှမဟုတ်ပဲရုပ်ရဲ့ဖီးအားကြောင့်ပဲဖြစ်စေမိမိရဲ့မှားရွေးတဲ့ဂုံမောက်မှုကြောင့်ပဲဖြစ်စေဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ဆက်လက်ကြည့်ရမှာဖြစ်ပါတယ်။ နောက်ထပ်သတင်းတို့မှာတော့မြန်မာနိုင်ငံကိုနှစ်ပေါင်း80ကျော်မြစ်ကျွေနေတဲ့စေအာနာရှင်စကန်တစ်ခုလုံးခြေမုံတုတ်တင်နိုင်ရေးမှာတော်ယုံဇွဲတတိတော်ယုံအားထုတ်မှုဖြစ်မရနိုင်ပဲပြင်ပန်းခံအစင်းရဲခံနိုင်ရမည်ဒီကြောင်းမြို့သားညီညွတ်ရေးဆိုရအန်ယူဂျီယာယီတမဒဒူဝလာရှိလာကဒီပေးပြောဆိုလိုက်ပါတယ်ဒီနေ့မှာပြုလုပ်ခဲ့တဲ့မြို့သားညီညွတ်ရေးဆိုရဖွဲ့ရဲ့အိုးမြင့်ဆောင်နှစ်တုံညာနှင်ကစီဝေမှာ၎င်းကထပ်ပါတိုင်းတတိပေးလာခြင်းဖြစ်ပါတယ်တော်လိုင်းရဲပေါ်များနေဖြင့်နှစ်ပေါင်းများစွာမြစ်ကျွေနေသောစေအာနာရှင်စနစ်ကိုခြေမုံနိုင်ရန်မှာ ိတ်နှင်ခန္ဓာမာကျောနေရမည်ဖြစ်ပြီးအပင်ပန်းခံစင်းရဲခံမည်ဖြစ်ကြောင်း၎င်းကပြောဆိုပါတယ်ကျွန်တော်တို့ဟာအပင်ပန်းခံရရမယ်စင်းရဲခံနိုင်ရမယ်ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာဟာရင်းနဲ့ကြက်ထဲမှာဒူသားပေသားကြောက်မာကျောနေရမှာဖြစ်တယ်စစ်ပေါင်း90ကြောကြာမြစ်တွင်နေတဲ့စိတ်ရနာရှင်စနစ်တစ်ခုလုံးကိုချိန်မုံတုတ်တင်နိုင်ဖို့ဆိုတာဟာတော်ယုံဇွဲတိနဲ့မရဘူးတော်ယုံအားထုတ်မှုနဲ့မရနိုင်ဘူးလို့ဒါကြီးသမထကွာလာရှိလာကဒီပေးပြောဆိုဖြစ်ပါတယ်။နောက်ထပ်သတင်းတွေမှာတော့ချမ်ပတ် စစ်ကောင်းဆောင်မင်းအောင်နိုင်သားအောင်ပြေဆုံးပိုင်ဆိုင်တဲ့ကပရယ် ACE ကုမ္ပဏီကနေပြီးတော့ စ်တပ်လက်အောက်ခံမြန်မာစီးပွားရေးဥပိုင်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတာယာများကိုထုတ်လို့ပြန်ပြီးရောင်းချလျက်ရှိကြောင်း2024ခုနှစ်စက်တင်ဘာလကစတင်ပြီးစစ်တပ်လက်အောက်ခံဥပိုင်ကုမ္ပဏီနဲ့မင်းအောင်လိုင်သားပိုင်ဆိုင်တဲ့ကုမ္ပဏီတို့ဒါမှပုံကျမ်းပေးကုံချောယူစနစ်နဲ့အကျိုးတူပူးပေါင်းတာယာများထုတ်လုပ်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်စစ်တပ်လက်အောက်ခံမြန်မာစီးပွားရေးဥပိုင်ထုတ်လုပ်နေတဲ့တာယာများကိုထုတ်လို့ပြန်ချခွင့်ကိုမင်းအောင်လိုင်ရဲ့တားဖြစ်သူအောင်ပြုဆောင်ကတဝူးတဲ့ကိုယ်စားလှယ်ဖြစ်ရရှိထားကြောင်းအောင်ပြုဆောင်ကကုမ္ပဏီဝက်တွေကိုလည်းထူထောင်ပြီးမန္တလေးမြို့မြို့ပတ်လန်းနဲ့အခြေစိုက်ကတာယာပြန်ပြုလုပ်ငန်းကိုလုပ်ဆောင်နေရရှိကြောင်းသိရှိရပါတယ် နောက်ထပ်သတင်းတွေမှာတော့ပြည်ပနိုင်ငံများကိုမြန်မာလူသူများများတွားရောက်လှုပ်လှုပ်ကြိုက်မှုများကိုနိုင်ငံလိုက်စစ်ကောင်စီကအရေးအတွက်လှဆိုင်ကန့်သက်ထွက်ခွာခွင့်ပြုပြီးနောက်ပြည်တွင်းတွင်သာလှုပ်လှုပ်ကြရန်မင်းရောက်နိုင်ကထပ်မံပြောဆိုတိုက်တွန်းလိုက်ပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီစီဝါမှာ၎င်းကအထက်ပါအတိုင်းတိုက်တွန်းပြောဆိုလိုက်ပါတယ်။ပြည်ပသို့တွားရောက်လှုပ်ကြိုက်မှုများနဲ့ပတ်သက်ပြီးထို့သို့လှုပ်ဆောင်မှုများကြောင့်ပြည်တွင်း၌အလုံသမားရှားပါမှုများဖြစ်ပေါ်လာလျက်ရှိပြီးပြည်တွင်း၌အလုံကန်ခွင်လန်းများပေါ်ဆောင်ပေးရန်လိုကြောင်းပြည်ပသို့တွားရောက်လှုပ်ကြိုက်ခြင်းထက် ဘဝလုံခြုံမှုရှိသည့်ပြည်တွင်းမှာပဲလောက်ကင်နိုင်မိကလုံငန်းခွင့်များကိုလောက်ကင်ပြီဆိုပါကကြီးပွားတိုးတက်နိုင်မိအခွင့်အရေးများရှိသဖြင့်ပြည်ပကိုတွားရောက်လောက်ကင်စားပြည်တွင်း၌သာလှုပ်လှုပ်ကြရန်တိုက်တွန်းပြောကြားလိုကြောင်းဟုတ်ပါစေမကောင်းစရာကဟိုတစ်ဖက်ကလည်းမားတယ်မန်တယ်လည်းမပြောချင်ဘူးဘသူဝင်မားတယ်မန်တယ်လုံးပြောချင်ဘူးဒါပေမဲ့စေမကောင်းစရာဆိုတာကျွန်တော်ကဒီအပိုင်းမှာ Facebook မှာတော်တော်လေးနဲ့ TikTok မှာဒါအနာမည်ကြီးမားရင်လည်းမားတယ်ပြောမှန်ရင်လည်းမှန်တယ်ပြောဟိုမလို့ဒီမလို့မလုပ်နဲ့နော်မင်းတို့အစိုးရကမားနေရဆိုရင်မင်းတို့အစိုးရကမားတယ်လို့ပြထုတ်ပြလေ Facebook မှာလည်းနာမည်ကြီးတယ်အဲဖတိမမန္တလေးကဖတိမအချင်းပေါ့ ပရိုနာမည်ကြီးပါတယ်လူကြီးချင်းမှာပေါ်လို့ရရင်ပတိမချင်းပေါင်းဆိုတော့ပေါ်လို့ရရင်လူကြီးချင်းမှာနာမည်ကြီးတယ်ပတိမချင်းပေါင်းနာမည်ကြီးတော့သူ့လိုပဲအချင်းပေါင်းဆိုလိုက်ရောင်းစားတယ်တစ်တော်မှာရောင်းစားတဲ့လူတွေလည်းအများကြီးပေါ်လာတယ်ဒါပေမဲ့ပတိမချင်းပေါင်းကလူကြီးချင်းမှာတော်တော်လေးနာမည်ကြီးတယ်မန္တလေးကကျွန်တော်တခါမှမစားဘူးသူမတေးဟိုတမ်ဟိုတမယာဒီဘောနော်မင်းပဲစားဘူးမှလည်းမင်းအိမ်ထဲအပြင်မှာတော်ရဲတာကြီးကိုမင်းမသွားတိုးကြည့်ပါလားမင်းပြန်လမ်းတော့ရှိမှာမဟုတ်ဘူးတမယာဒီကိုစားတမယာဒီကိုဟောပြီးပြီးတော့ပြတာမခါဘူးလို့ကြားတယ်သူသွားပြတယ်ကောင်းတယ်လို့တော်တော်များများပြကြတယ်မင်းသားမင်းသမီးတချို့တော့သူ့ဆောင်ချို့တော့သူ့ဟာဝယ်စားတယ်လို့ကြားတယ်ဝယ်စားတယ်ဘာလို့လဲဆိုတော့နာမည်ကြီးတယ် အဲ့ဒါမဲ့ဖတိမာဆိုတဲ့အဲ့မျိုးသမီးကပိုက်ကြီးနဲ့ကလေးနဲ့တော်တော်များတော့ပြောတယ်ကလေးကအကျိုးပေးတယ်လို့ပြောကြတယ်ဆိုတော့ तू ကလည်း तू က तू ဝမ်းထဲမှာဘိုက်စစားခြင်းလို့ तू ကချင်းချင်းတက်လာလို့အဲ့တာမယာသူအဲ့လိုလှုပ်စားရင် तू က तू နေဖတ်လှုပ်စားရင်လည်းစားလို့ကောင်းလို့များလည်းစားခြင်းမှာ तू ထုတ်ရောင်းကြည့်တာအချင်းမောင်းကချားတယ် तू ရောင်းတယ်ဒါမဲ့အဲ့ဒါကိုစရောင်းကြည့်ချင်မှာတာမယာသူချင်းမောင်းကတာမယာသူချင်းမောင်းတော်တော်နာမည်ကြီးွားနာမည်ကြီးတော့အိုးထားပြီးတော့မှကလူကြီးကြီးတိုးတာမန္တလေးနာမှာတော့ကြီးကြီးတိုးတာဥပိန်တရနာမှာဘာနာညာနာမှာကိုဖျားနာမှာအဲ့စပြေကနေရာဘုံတော့ तू ပါလုံရင်းလုံရင်းနဲ့အခုဒီနေ့နောက်ဆုံးသတင်းက ပတိမအချင်းပေါင်းဆိုင်ကို FDA နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကပိတ်ခိုက်လိုက်တယ်လို့ကြားပါတယ်ဆိုတော့တနည်းအားဖြင့်တစ်ဖက်မှာပြောရင်တော့စိတ်မကောင်းပါဘူးဒါကသူလဲကိုဝင်တောင်ကြီးနဲ့ဘိုက်ကြီးနဲ့သူခင်ဗျာတော်တော်လေးလုံနိုင်ကြတယ်ရှာပါတယ်တော်တော်စူးစမ်းပန်းလောက်ရှာပါတယ်အတီအတွက်တော်တော်စိတ်မကောင်းပါဘူးသူတော်တော်လေးခက်ခက်စူးစမ်းပြုံးကံပြီးဝင်ဝင်လေးရလို့အဆင်ပြေလာမယ့်အချိန်ကြမှာဘက်ကနေဒီလိုဖြစ်သွားတာသူတို့လည်းသူရင်ထဲမှာလည်းကောင်းမှာပေါ့မပေါ်ပါဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူလဲဟိုဒီလိုဖြစ်သွားတဲ့အတွက်သူလဲ shock လို့ဖြစ်သွားမှာပေါ့သို့တော့ စိတ်စိတ်မကောင်းတဲ့တကယ်ဖြစ်ရပါတယ်တကယ်လေဟိုဟိုတနည်းနည်းနဲ့အစီအပြေလမ်းကြောင်းတစ်ခုကိုရှာဖွေပြီးတော့အစိုးရနဲ့သက်ဆိုင်ရာဝါးရင်းနဲ့အဲဒေတာအုပ်ချုပ်ရေးဖွဲ့ပြီး FDA ရဲ့တာဝန်ရှိသူတွေရှားလူတွေညှိနှိုင်းပြီးတော့ဒီဒီပတိမမမှန်ကန်သေးတဲ့ချာလေးရောင်းလို့ရအောင်ဝိုင်းဝန်းပြီးတော့တစ်ဖက်တစ်လမ်းကနေကူညီပေးတာမျိုးလုပ်တင်တယ်လို့ကျွန်တော်ဒိုင်တွန်းကျင်တယ်။ဘာကြောင့်ဒီလိုပြောလဲလို့မေးရင် FDA ကဘာလို့တားမြစ်ရင်အကြောင်းရင်းရလဲမှမမပါဘူးမှန်ပါတယ်။ဘာလို့လဲဆိုတော့ तू ကကျွန်တော်မြင်နေသူအချိန်ပေါင်းလုံနေတဲ့ဟာကြီးကသူကဒီကျမ်းမာရေးစီမင်းစည်းကမ်းနဲ့ညီမညီမသိဘူး။ तू က ခုနကပါလဲဆိုတော့ငပိတွေလည်းထည့်တယ်ငေဥကြီးတွေလည်းထည့်တယ်ပစုံချောက်တွေလည်းထည့်တယ်နောက်ဘာမှမသိတဲ့အနှစ်တွေလည်းထည့်တယ်အကုန်လောပြီးနေတယ်နေပြီးတော့မှအဲ့ဒါဘူးတယ်လို့ထည့်လက်ရည်တော့ဆွတ်ထားပါလေလက်ရည်ဆွတ်ထားပါဒါပေမဲ့အဲ့လိုထည့်ထဲတော့ကျွန်တော်တို့ရှိမှာကအာ FDA ရဲ့စီမင်းစီကံတွေရှိပါတယ်နာမည်တားကြည့်လိုက်တဲ့အခါလူပြောပြောများလိုက်တဲ့အခါ FDA ကသွားပြီးတော့စားတော့ကြည့်ရမယ်စစ်ကြည့်ရမယ်ပေါ့စစ်ကြည့်တဲ့အခါမှာသူ FDA နဲ့မညီဘူးစံချိန်စံချိန်တော့မညီဘူးပေါ့နော်လူအများစားတော့ရင်စံချိန်စံချိန်တော့မညီဘူးညီတယ်ဆိုတာကို FDA ကလည်းသူ့လိုကိုသူလိုရတယ် ဲ့တော့တချို့ကပြောမယ်အာဒီပတိမချင်းမောင်းရောင်းတော့မကျင်တယ်လို့တိုင်တဲ့ကောင်တိုင်လို့ဆိုတာဟိုတိုင်နာမတိုင်နာနောက်တလိုက်တိုင်နာကတိုင်တဲ့ကောင်ကသူ့ရဲ့စိတ်စင်တာပဲတိုင်တယ်လို့ဘာလို့ညာဆိုလဲသူ့စိတ်စင်တာသို့တော့တကယ်လို့ကမှာကလည်းအမှန်တရားကနီလမန်က FDA နေနဲ့ဒါကိုသွားဖို့ဆင်ရမယ်အဲ့တော့လူပေါင်းများစွာစားနေပြီလူပေါင်းများစွာစားနေတဲ့စားသုံးကိုတခုဟာ FDA မှာ license ရှိမထားဘူး FDA ရဲ့စစ်ဆေးမှုမခံထားဘဲနဲ့ရောင်းကျင်တဲ့ရောင်းတွေဆိုရင်အကယ်၍ပြဿနာတစ်ခုဖြစ်လာရင်ဆဲမှာ FDA ကိုဆင်မယ် တခုဖြစ်လာခဲ့မှာနော်ဆိုတော့ဒီချိန်ဒီကမျိုးမှာ FDA ကသွားပြီးကြိုတင်ပြီးတော့တမ်းမြစ်တယ်တမ်းမြစ်ပြီးတော့သူ့ကိုစီမင်းစည်းကမ်းနဲ့ညီအောင်ရောင်းဖို့ညှိနှိုင်းနိုင်နေဆိုရင်တော့ FDA ရဲ့အားလည်းမလွန်ပါဘူး FDA လည်းမမပါဘူးသို့တော့ဖြစ်နိုင်ရင်တော့လူတွေကလည်းပြောနေတဲ့အချိန် ဒီမျိုးသမီးလည်းဘိုင်ကြီးနဲ့သူ့ခင်ဗျာစူးစမ်းတဲ့လုပ်နေတဲ့အချိန်လူပေါင်းများစွာလည်းအဲ့ဒီမှာအလုပ်တွေရတဲ့အချိန်လူပေါင်းများစွာလည်းဝိုင်းစားနေတဲ့အချိန်လူပေါင်းများစွာတနိုင်ငံတော်ရှိလူပေါင်းနဲ့ချီဆိုတိုင်းနဲ့ချီဆိုပြီးတော့ဝိုင်းကြည့်နေတဲ့အချိန်မှာ FDA နဲ့သက်ဆိုင်ရာအာဏာရဖွဲ့စည်းရေးအနေနဲ့လည်းမလုပ်တင်လဲလို့မေးဒီပတိမာကိုဒီချာလေးစကားပြောပြီးတော့ညီမကြီးသမီးကြီးပေါ့ဒါတော့တော့ရှိတယ်။သမီးကြီးညီမကြီးဒီအချိန်ပေါင်းကိုဒီ FDA နဲ့စံလေးနဲ့ညီအောင်လို့လုပ်ပါစားသုံးရင်တင့်တော်တဲ့အနေအထားဖြစ်အောင်လုပ်ပါသမီးကြီးဘာလို့ဆိုတော့အများပြည်စားတယ်တခုထိခိုက်လိုက်သမီးကိုထိခိုက်မယ်တို့ FDA လည်းထိခိုက်မယ်အားလုံးထိခိုက်မယ်လူတွေလည်းထိခိုက်မယ် အဲ့တော့တို့အားလုံးဖက်ပေါင်းစုံကောင်းအောင်လုပ်ကြရအောင်ဆိုတော့မြင်နိုင်ပြီတတိတရှာလေးကြကြနာနာလုပ်လိုက်လို့ရှိရင်တော့ဒါနှစ်ဖက် win-win situation ပြန်ဖြစ်မယ်ဒါလေးကိုကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်ကဒီမျိုးသမီးနဲ့သူ့ရဲ့ဟိုမိသားစုသူ့ဗိုက်ထက်ကလေးလေးအားစားကျွန်တော်ဒါကိုလည်းမြင်ရကြည့်ရသေးတယ်သူ့ခင်ဗျာဒါလေးနဲ့ဟိုစဉ်းစဉ်းရဲနော်ဘာရှုပ်စုပ်ပြက်ကလေးရင်ဒါလေးနဲ့ရောင်းရင်းနဲ့နေချင်းညာချင်းအဆင်ပြေလာမတော့မလားလို့ပြောရင်းနဲ့ဖြစ်တဲ့ကိစ္စခင်ဗျာအဲ့လိုပြောချင်ဆိုရင်ခင်ဗျားတို့ရိုးရိုးလေးပဲပြောမယ်ဗျာဟိုဘာလဲဗျာဝိုင်းချုံပါလားဝိုင်းချုံမှာအကျော်တိုင်းတော့စစ်လေး FD နောက်ရန်ကုန်မြို့ထဲမှာ ွက်လောရိုက်ရအောင်ရောင်းနေတဲ့လမ်းဘေးမှာကြုံကြုံရောင်းနေရတယ်လေခင်ဗျာ FD ရေဝင်စစ်တင်တယ် FD အနေနဲ့ဒီပတိမာတယောက်တည်းပဲရွေးစစ်နေမယ်အစားကျန်တဲ့ဟာတွေလည်းဖြစ်နိုင်အကုန်လိုက်စစ်တင်တယ် FD ရေကိုလိုကိုတေချာလုပ်တင်တယ်နော်အဲ့လိုအဲ့လိုမှပဲဖြစ်မှာဘာလို့လမ်းဘေးမှာကြုံကြုံရောင်းနေတာကြီးရတယ်ကျွန်တော်အနေနဲ့များလာပါတယ်လူတွေကလည်းစားနေကြတာဖြစ်တဲ့အတွက်ဒါလည်းသတိကြီးထားစစ်ဖို့လိုတယ်လို့ကျွန်တော်တိုင်တွန်းနေတယ်ဒီပတိမာတယောက်တည်းမှရမဘူးဒီဒီဖြစ်စင်မှစပြီးတော့ကျန်တဲ့လူတွေကသင်ကန်းစာယူနေတယ်တေချာလိုက်ပြီးတော့ကိုကိုကိုအဲ FD အစ်စ်ခံနေတဲ့အစင်တမ်းမျိုးရောက်အောင် ။ဘာပဲပြောစိုင်ဖို့အသီးသီးရပြင်ဆင်ထားကြဖို့လဲတိုင်တွန်းချင်ပါတယ်။ဘာပဲပြောလောလောဆယ်တော့ပတိမအချင်းမဟုတ်။နေရဲသုံးလောက်တော့သူရောက်လို့မရတော့ဘူးပေါ့ဗျာနော်။သူလည်းသူလည်းသူခင်ဗျာလည်းစေမကောင်းဖြစ်နေရှာမယ်။နောက်တစ်ခုကသူတခြားနီးလန်းနဲ့ဘလို့ရောက်လို့ရမလို့ဆိုနီးလန်းနေကိုအစိုးရနဲ့သက်ဆိုင်တာဝန်ရှိလူကြီးတွေနဲ့ညှိနှိုင်းတိုင်ပြီးတော့တခုခုနီးလန်းနဲ့ပြန်ပြီးတော့လှုပ်လာလိမ့်မယ်မျှော်လင့်ပါတယ်။အဲ့တော့နှစ်ဖက်ဝင်းဝင်း situation လမ်းကြောင်းကိုယူနိုင်ကြပါစေလို့ပဲလမ်းပြီးဆုတောင်းပေးပါတယ်။ကဲဒီသလုံကြီးကိုတွေးလို့ရှိရင်တော့ဘယ်ရလဲဆိုတာသိကြပြီဟုတ်ဥပိန်တရာကမဖက်တီမာရဲ့တက်မြာသီးတုတ်လေးကိုလေအရန်ကိုမှနာမည်ကြီးနေလို့သွားစားကြည့်တာတကယ်တကယ်အရန်စားကောင်းတယ်မလီခုကို အတန်သွင်းနေနေတရေတွေမျိုးချနေရပြီဘဝမှာလေတခါမှတမယာသီးကိုတကယ်မစားဘူးမစားဘူးဆိုတာအချိန်လုံးဝမကြိုက်တာလည်းပါတယ်ဒီလိုမျိုးတမယာသီးအလုံးလိုက်ကိုစားဖို့ဆိုတာဘလို့တတိမမရှိဘူးပေါ့နော်ဒါပေမဲ့ TikTok မှာခဏခဏတွေ့နေတော့ကိုယ်လည်းအရန်စားခြင်းပြီဆိုတာနဲ့သွားစားတာလူကတော့အရန်တိုးရတယ်အရန်လဲစောင်းရတယ်ဒါပေမဲ့စောင်းရချိုးတကယ်နဲ့တယ် ပါဇက်တဲ့ကိုထည့်လိုက်တာနဲ့လေ तू ကဘယ်လိုလဲအရန်စားကောင်းနေပြီးတော့ तू ရဲ့တံမြာသီးတလုံးလုံးကိုကိုက်စားလိုက်ရင်တော့မှလေမချင်မဲနဲ့ तू ရဲ့အဆက်ဟက်ကပေါ့နော်တော်တော်တဲ့လေလို့ပြောရမယ်ဒါပေမဲ့စိတ်ရန်ရှိမှတော့ရမယ်ပေါ့နော်စိတ်မရှိလို့ပြန်သွားတဲ့ customer တွေလည်းအများကြီးရှိရဲအဲကျွန်တော်တို့တော့အရန်စားခြင်းလို့ပေါ့နော်စိတ်ရှိရှိနဲ့လူတွေအများကြီးအများကြီးကိုစောင့်ပြီးတော့မှတိုးပြီးတော့မှဝယ်ခဲ့ပါတယ်ရှင်ဒီအဲအားလုံးပဲဒါကတော့ဖတီးမရဲ့တံမြာသီးပေါ့နော်တံမြာသီးတော့ပေါ့အားလုံးကစားပြီးကြရတယ်မသိပါဘူးကျွန်တော်တို့ကတော့မစားဘူးပါဘူး ။ဒါပဲပြောကျော်မျိုးမင်းတယောက်ကတော့ FDA အကြောင်းပြောပါတာ။ဒါမြတ်ပြပါတယ်မှန်ကန်ပါတယ်။ဒါလူများစားတာဖြစ်တဲ့အတွက်ဒီလိုမျိုးသိစေးတင်ပါတယ်။ဒါပေမဲ့ FDA ရာကိုယုံကြည်ရလားဆိုတာလေးကွန်ကလည်းဝိညာဉ်တွေရှိခဲ့တာပါ။ဟောလဲဆိုတော့ FDA မှာလည်းပတ်စံပေးလိုက်ရင် FDA ကိုကျော်ဖြတ်နိုင်တဲ့နေရာတွေကလည်းရှိနေရဖြစ်တဲ့အတွက် တကယ်ပဲမြန်မာနိုင်ငံမှာရော FDA ကတကယ်ကိုပဲအလုပ်လုပ်ရလားလဲလေးကွန်ထုတ်ချက်ပြပါပဲ။နောက်ခုအနေနဲ့ FDA ကိုကျော်ဖြတ်ဖို့ဆိုရင်ပတ်စံကပဲအရေးကြီးတာဆိုတာကလည်းကျွန်တော်နိုင်ငံရဲ့ထုံထုံလုံးကြီးရောဖြစ်နေပါပြီ။အခုလက်ရှိဒီလေးတို့က ိုင်ငံနဲ့လူလူအတွက်အလုပ်လုပ်တယ်ဟောနော်ဒီကတော့တပ်မတော်သားတွေရဲတပ်မတော်တွေပြည်သူစစ်တွေဆိုတာမကြောက်တာမရှိဘူးတိုင်းပြည်ကိုချစ်တဲ့လူတိုင်းပြည်အတွက်လုပ်တဲ့လူတိုင်းကဘယ်ရောက်လဲအဲအဲဒီပေါ်မှာပြင်ပန်းခြင်းတွေဆင်းရဲခြင်းတွေဒုက္ခတွေအခက်ခဲတွေဆိုတာလူတိုင်းမှာရှိအဲအခက်ခဲတွေကိုမကြောက်မရွံ့နဲ့တိုင်းပြည်ရဲ့နိုင်ငံအတွက်အချမ်းပဲလက်လက်ကန်ထောင်းကျန်းသူတွေဟုတ်နေဒီ PDF တွေကိုတွန်းလှန်တွန်းလှန်ဖို့အတွက်မင်းတို့ဒီဝိဇ္ဇာဝင်လာတော့အကူကဟုတ်တယ်အဲ့တော့အကူမေးချင်တာတစ်ခုရှိတယ် ဒီဝိစုံကိုဘာလို့ဝယ်ထားလဲတို့ကိုရိုးစည်းဝါရှာဖို့လားလို့တော့ပြောမှာဘာလို့ဒီကတော့ အမိမြဝနိုင်ငံကိုချက်သွားခုနိုင်ငံရဲ့ခုလူမျိုးကိုတန်ဖိုးထားပါနော်အခုတို့ပြောတဲ့နေရာကကချင်ရာကြီးရှိဗမာမော်ရကန်ရှမ်းပေါ့ဘောနော်ဒီထဲမှာလည်းအားလုံးအတူတူပဲအခုပြောချင်တာကလေနိုင်ငံနဲ့လူမျိုးချော့တဲ့လုပ်တဲ့လူမှန်သမျှတရားဝင်ဂုံရှိတယ်သိရမလားယောက်ျားတွေပဲစိတ်မပိုင်းတော့ဒါမဲ့မင်းတို့ကအကိုအတိနေပါပါအကိုလည်းမင်းတို့လည်းဒီလိုပဲအကိုတို့လည်း level ပြီးလုပ်တဲ့ဟိုတချို့တချို့ င်းဟုန်တိတာဗောမင်းငကြောက်ကြီးဟာကြီးကိုကြီးကွဲရမှာနေပြီးတော့တယောက်ကိုပက်ဆက်နှသားလုံးပေးပြီးတော့ပြီးသူပြွင်းတိုက်နေငကြောက်ကြီးဟာကြီးကိုမင်းတို့ကောင်မျိုးကစစ်တိုက်ဖို့မပြောနဲ့အောင်မင်းတို့ဖိုးကြီးကခေါ်အောင်တွားရတဲ့ကောင်မဟုတ်တဲ့ကောင်ဟာအဲ့ရတာဘွားရင်လည်းအဲ့လိုတချို့တို့ဟာတက်ရတယ်ကွာထွေဟုတ်နေဒါစီဒီအန်အဲ့မှာမလုံလို့ဆရာဆရာမတွေအဲ့ဒီဘောတော့ဒီကျောင်းသူကျောင်းသားတွေဘောတော့ဒါနိုင်ငံနဲ့တိုင်းနဲ့လူမျိုးဖြစ်စီတဲ့လူတွေရဲ့လောရည်တိကောင်းအဲ့ ပြည့်စုံသွားတဲ့အတပေါင်းများစွာမငယ်ဘူးအဲ့ဒီအတပေါင်းများစွာတွေအတွက်ဒီလေးတို့ကနောင်လာမယ့်အနာဂတ်မှာတိုင်းပြည်နဲ့နိုင်ငံလူလူပေါ်မှာစစ်မှန်တဲ့ဘောနော်စိတ်ပြေစေချမ်းနဲ့ရဲရဲနဲ့အဲလုံးကောင်းချက်တွေနဲ့ရလူကာဝန်နိုင်မလို့ရလို့နော်အဲ့တော့မလို့နေနေအခုတို့တကယ်တကယ်တရားဝင်စစ်သားတဲ့ဒီလိုပဲအောက်မှာဟာဂျေကာဆို950နဲ့ဘယ်လိုလုပ်စားရလဲဟုတ်တယ်850ဘယ်လိုမှစားရမှာအဲ့ဥစားလေအခုတို့က အဒီတရားတွေပြောလို့ရရင်ပြောမယ်ပြောလို့မရရင်ရေကော့ပွဲတွေလာတဲ့ဒီမှာတွတ်တော်တွေမှာပြောနိုင်တဲ့လူတွေရောအခုတော့ပြောခိုင်းတယ်အဲ့ဒါကြောင့်မလို့တိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုချစ်လို့ရှိရင်လည်းအထက်လူကြီးတွေကတမတော်ကာကွယ်ပြီးဒီလိုဦးမင်းအောင်လိုင်းအနေနဲ့စာပြီးတော့မှအခုဒီပြည်သူစစ်တွေအထိဝန်ထမ်းတွေပေါ့နော်တကယ်နိုင်ငံတော်ပြည်ဆက်တဲ့ဝန်ထမ်းတွေပေါ့မှာတမတော်ကာကွယ်ဦးစီးချုပ်အနေနဲ့လည်းပြန်ကြည့်ပေးပါလို့ပေါ့နော်ဟိုတရားဝင်အတိအမှတ်ပြုပေးပါလို့အဲ့လိုမျိုးပြောနေတာသူကဒါဆိုအစိုးရ950နဲ့စားလို့မရအောင်အဲ့ဒါတွေကိုမင်းတို့က တိုင်းပြည်အတွက်တကယ်ကြီးမားတဲ့ဘောနောအသက်သွေးချွေးတွေခန္ဓာကိုယ်တွေပေးဆက်ပြီးတော့မှရင်းထားရတဲ့ကိုယ်နိုင်ငံကိုယ်လူမျိုးတော့ရင်းတာကွာအခုဆွမ်းနာပြောတယ်လို့ပေါ့ကိုကျိုးစည်းဘွားတွေမရှာဘူးဟုတ်လားနိုင်ငံကိုချစ်လို့တိုင်းပြည်ကိုချစ်လို့မင်းတို့ဒီလုပ်ကိုလုပ်တာအဲ့တော့မင်းတို့ကိုမြက်တယ်နော်ရဲတော်မသိသေးတော့ငရေမလားဒါပဲကျွန်တော်ဘာမှမတွေ့ဘူးအခုလွယ်လာလို့မင်းမင်းတို့မင်းတို့တယောက်ချင်းစီမတွေ့ဘူးအခုဆိုရင်လိုင်းပေါ်မှာအကုန်သိလာအခုအသက်ချင်နေတာအများကြီးဒါနဲ့အစ်စစ်ပဲတက်လေတက်ရဲတက်တက်တက်လို့ တည်သွားမယ်ဆိုရင်လည်းကိုကမင်းတို့ပြောလို့ရမြန်မာနိုင်ငံအလံကိုလက်ပြန်မှာပို့ပြီးသားလေမြန်မာမျိုးပုံရှိရတော့ကိုနိုင်ငံတို့တည်လာတော့ပို့ဟုတ်တယ်မလားမြေလေးလုံးနဲ့အခုနေရစိတ်တော်နဲ့ရှိတယ်ထပ်ထူထနာရှိတယ်เนาะအဲအဲ့တော့တော့တိုင်းပြည်နဲ့နိုင်ငံကိုမျိုးကာဝယ်ပါကိုလုံနေတဲ့အလို့ကိုစေတနာပါပါလုပ်ပါတာဝန်နဲ့ဝိဒရားတက်ပေါ့နော်ကိုကတာဝန်ယူမှုတာဝန်ခံမှုနဲ့ငါတိုင်းပြည်ငါနိုင်ငံငါလူလူတွေလောက်တာဆိုရင်အဲ့ဒါအရာအားလုံးကဖော်ပြသွားလိမ့်မယ်ဒီတိုင်းပြည်ကဇူဒီပါလက်ရအောင်ကြောင်းပြည့်မလား ကောင်းတဲ့လူကကောင်းတယ်ကောင်းတယ်မကောင်းတဲ့လူကခံရတယ်ဖြစ်သမားတွေတော့ကြာဆုံးပါပဲအဲမင်းတို့ကတော့တိုင်းပြည်ကိုပြည့်စက်သွားခဲ့လို့မင်းတို့ကြာဆုံးသွားခဲ့တယ်ဆိုရင်တော့မှမင်းတို့မုံမြက်တယ်เนาะအဲ့ဒါဘုံဘုံဝင်ကြောလာနေပဲဒီလုပ်ကိုလုပ်တော့နောက်ကြည့်လို့နော်ဟုတ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 ်ဇော်ပုံးအင်းနဲ့မင်းမင်းတို့ကတော့တငငင်းသုံးယောက်ပေါ့ဗျာသူတို့ရဲ့ဇလန်းလေးကတော့ငင်းတော့မှမင်းမင်းကတော့စောစောစီစီကောင်းဆောင်ဖြစ်သွားတဲ့အတွက်စောစောစီစီတော်လိုင်းတက်တည်းရဲ့အရှင်းနေကိုခံလိုက်ရသလိုဒုတိယမြောက်သူကတော့အလုံးတည်တဲ့အတိုင်းပဲဘူးဆိုရင်ဇော်ပုံးကြီးကလည်းကောင်းဆောင်ဖြစ်ကိုတောင်းနေသွားပြီဖြစ်တဲ့အတွက်ဇော်ပုံးကြီးရဲ့တည်င်းရလည်းမကြခင်ကြားရမှာတော့အသေးကြပါပါ ။ online တက်တဲ့အနေနဲ့လည်းမတို့ရဲ့ဒီဗီဒီယိုတွေကိုပြန်နေကြည့်ရှုပြီးတဲ့အခါမှာပြေးသေးတဲ့လူပြင်ပြေးသေးတဲ့လူပြေးပြေးလို့ရတဲ့လူပြေးပြေးလို့မရသေးတဲ့လူဆိုတော့ဘာကြသိမနိုင်ဘူးထင်ပါတယ်။နောက်တစ်ယောက်ကတော့ကျော်ဆိုးစာကလေးကောင်ဖြစ်ပါတယ်။စာကလေးကောင်ကတော့ပြင်မထွက်ရဲလို့သူ့ဘာကခေါ်ခေါ်ကြိတ်နေရတယ်ပဲအခုဆိုရင်တော့အထက်ပုံပြီးတော့ပုံမှန်နေနေထားပါဗျာ။